နေစင်မနဲ့ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တဖန်ပြန်လဲကျူဆူနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနဲ့အားလုံးနဲ့အတူတူခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ဘိမှန်တော်ကိုတန့်ရှင်းစေပါဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ငှချင်တာဖြစ်ပါတယ်အခြေပြုခြင်းတကြံအရင်ဖတ်မယ်နော်ရှမတေခရိယခန်းကြီး27အငယ်7နှစ်ကနေ73အထိဖြစ်ပါတယ် ယေရှုသည်ဖျားသခင်၏ဗိမာန်တော်တို့ဝင်တော်မူပြီးလင်ဗိမာန်တော်၌ရောင်းဝယ်တော်သူအပေါင်းတို့ကို နင်ထုတ်၍ငွေလဲတော်သူတို့၏ခုံများကို၎င်းဂျိုးငှက်ရောင်းတော်သူတို့၏ထိုင်နေရာကို၎င်းတွန်းလဲတော်မူလျက်ငါအိမ်ကိုဆုတောင်းရာအိမ်ဟု၍ခေါ်ဝေါ်ကြလက်တန်းဟုကျမ်းစာလာတော်လဲတင်တို့သည်ထိုအိမ်ကိုတပြအတွင်ဖြစ်စေပြီတကားဟု မိန်တော်မူ၏ တခင်ယေရှုခရစ်တော်ဂျေယုဆလင်ကိုရောက်လာပြီးတော့မှလှုပ်တဲ့ပထမဦးဆုံးအလုပ်ကဗိမာန်တော်ကိုတန်ရှင်းစင်ကြယ်ခြင်းဖြစ်ပါတယ်။ဘာလို့ဗိမာန်တော်ကိုတန်ရှင်းစင်ကြယ်စေရလဲဆိုတော့ဗိမာန်တော်မှာတူနွားရောင်းတဲ့သူတွေငွေလဲတဲ့သူတွေနဲ့နော်ခိုရောင်းတဲ့သူတွေငှက်ရောင်းတဲ့သူတွေနဲ့ပြည့်နှက်နေလို့ဖြစ်ပါတယ်။ဘာလို့အဲ့လိုရောင်းတဲ့သူတွေရှိနေရလဲဆိုတော့ယုံကြည်သူတွေကအဝေးတနေရာကနေရစ်ပူဇော်ဖို့ရန်အတွက်တူနွားတွေယူလာတဲ့အခါမှာ ဒံယာဒံချက်တွေလမ်းမှာရှိသွားတဲ့အခါမှာဘိမှန်တော်မှာပူဇော်လို့မရတော့ဘူးပိညက်တော်ရနော်မောရှိပိညက်ရအနာစာမရှိတဲ့အကောင်ပလောင်တွေပဲပူဇော်လို့ရတာဒါကြောင့်တချို့ယုံကြည်သူတွေကကိုယ့်အိမ်ကနေယူလာတဲ့တိုးနွားတွေကိုဘိမှန်တော်အထိတည်လာတဲ့အခါမှာလမ်းမှာအနာစာဖြစ်သွားတဲ့အခါမှာသူတို့အတွက်နည်းနည်းမှအဆင်မပြေဘူးဒါကြောင့်လူတချို့ကယုံကြည်သူတွေအဆင်ပြေဖို့ရန်အတွက်ဘိမှန်တော်မှာတိုးနွားတွေကို ready made ရောင်းပေးတယ် ဒါနဂိုရီယာအင်မတန်ကောင်းတဲ့ရည်ရွယ်ချက်နော်ဒါပေမဲ့ကြာလာတဲ့အခါမှာဗိမာန်တော်မှာဝုတ်ပြူလို့မရတော့တဲ့အထိစီးပွားရေးကတောင်းကျန်းလာတယ်အထဲမှာအာယုံ ပြူလို့မရအောင်အပြင်မှာဝင်းလီဝလာဝင်းလီဝလာငွေလဲတဲ့တန်နေနော်တိုးနွားတန်နေနော်ဟိုဂျိုးငက်တန်နေနော်ဝင်းလီဝလာစကားပြောတန်နေပတ်ဆံရောင်းဝယ်တဲ့အတန်တွေက အထဲမှာဗိမာန်တော်ထဲမှာဝုတ်ပြူလို့မရတော့တဲ့အထိကိုဖြစ်လာတယ် ပိုးဆိုးတာကဗိမှန်တော်ရဲ့ဝင်းထဲအထည်ကိုရောက်လာတယ်ဗိမှန်တော်ရဲ့ဝင်းကအမှန်ဆိုရင်တဘာအမျိုးသားဝုတ်ပြတဲ့နေရာဖြစ်ပါတယ်အဲ့ဒီနေရာကိုစီးပွားရေးလုပ်တဲ့သူတိုးနွားရောင်းတဲ့သူကအကောလုံးကျူးကျော်ပြီးတော့မှသူများဝုတ်ပြတဲ့နေရာကိုကျူးကျော်ပြီးတော့မှတိုးနွားရောင်းနေကြတယ်အဲ့ဒါကြောင့်သခင်ယေရှုခရစ်တော်ရောက်လာတဲ့အခါမှာတစ်ချိန်တော့ဗိမှန်တော်ထဲမှာစူညံနေတဲ့ဝုတ်ပြချင်းကိုအနောက်ရှက်ပေးနေတဲ့သူ အားလုံးကိုမောင်းထုတ်မှတန့်ရှင်းရေးလုပ်ပေးခဲ့တယ် ဒီကနေ့ကျွန်တော်တို့ဖရာเจ้าမှာဘာအတန်ဒီစူညံနေလဲများတော့အဖြစ်တော့တခုပဲပေါ်လိမ့်မယ်ဖုံးတန်ဖြစ်ပါတယ်ဟုတ်ပါတယ်ညီကိုမောင်မတို့တစ်ချိန်လုံးကဗိမ္မာန်တော်မှာတူးနွားတန်ငွေလဲတန်တွေနဲ့နှောက်ရက်ဖြစ်စည်းနေတဲ့ဝုတ်ပြုတ်ချင်းကိုဒီကနေ့ကျွန်တော်တို့ဗိမ္မာန်တော်မှာဖုံးတန်တွေနဲ့ဝုတ်ပြုတ်ချင်းကိုတားစည်းနေတဲ့ဖြစ်စည်းနေတဲ့အနှောက်ရက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးမေးချင်တဲ့ခုနားထောင်နေတဲ့သူတွေကိုဝုတ်ပြုတ်တဲ့အချိန်မှာ ဖုန်းသုံးပါသလား comment ထဲမှာဖြေသွားကြည့်နော်ငိုပြူတဲ့အချိန်မှာဖုန်းသုံးပါသလားဖုန်းသုံးရချင်းကအပြစ်ပါလို့ကျွန်တော်မပြောသေးဘူးနော်ဘာလို့လဲဆိုတော့တချို့ဖုန်းသုံးတဲ့သူကကျန်းစာဖတ်တယ်တချင်းဆိုတဲ့ဖုန်းနဲ့ကျန်းစာဖတ်တာဖုန်းနဲ့တချင်းဆိုတာအပြစ်လားအပြစ်မရှိဘူးနော်ဒါပေမဲ့အဲ့ဒီဖုန်းကင်ထားတဲ့အခါမှာအပြစ်ဖြစ်ရလွယ်တယ်ဘာလို့လဲဆိုတော့တချင်းဆိုရင်ကျန်းစာဖတ်ရင်းနဲ့တရားဒေသနာနားထောင်တဲ့အခါမှာတရားဒေသနာဟောကြားတဲ့ဆရာကအရှိကြီးဟောတဲ့အခါမှာကိုက မခံနိုင်တော့ဒါကြောင့်ဖုန်းပုတ်မိတက်တယ်ဖုန်းပုတ်တယ်ဆိုတာကဟိုလက်နဲ့ဖုန်းကိုပုတ်လိုက်တာကိုပြောတာမဟုတ်နော်မဆိုင်တဲ့ဟာတွေကိုတွတ်ကြည့်တာနော်ဝုတ်ပြူနေနေလူကတော့ဗိမာန်တော်မှာရောက်နေတယ်လူကတော့ဖျားချောင်းရောက်နေတယ်လူကတော့ဝုတ်ပြူနေတယ်ဒါပေမဲ့လက်ကတော့ဖုန်းထဲမှာခေါင်းငုံပြီးတော့မှ gain ဆော့နေတယ်သူမဟုတ် social media facebook တွေကြည်နေတယ်တည်င်းတွေကြည်နေတယ်သူမဟုတ်ဖုန်းတိတ်တိတ်လေးခိုးပြောနေတယ်စသဖြင့်အဲ့ဒီလိုဖြစ်နေရဆိုရင်အပြစ်ဖြစ်ပါတယ်ညီကိုမောင်မတို့ ဖယားသခင်ကိုမယူသေးရကြပါれဗိမာန်တော်ကိုညှိညူးစေရကြပါれဒါကြောင့်ဗိမာန်တော်ကိုတန့်ရှင်းစေပါလို့ဒီကနေ့အဓိကခွန်အားပေးချင်တာဒီကနေ့တိုးတက်တဲ့ခေတ်မှာ27ရာစုတိုးတက်တဲ့ခေတ်မှာဖုန်းကလေကျွန်တော်တို့အတွက် ကောင်းကျိုးတွေအများကြီးတည်လာပေးတယ်ဒါပေမဲ့ဒါပေမဲ့ဝုတ်ပြုတ်ချိန်မှာဖုန်းနဲ့ကျန်းစာဖတ်တခြင်းဆိုတဲ့သူတွေတော်တော်တတိထားရမယ်စုံစမ်းနောက်ဆက်ခြင်းထဲမှာဝင်ရလွယ်တယ်ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဝူးပြုတ်နေတဲ့အချိန်မှာဟိုပြင်းလို့ဆိုမှဖုန်းပုတ်မိတယ်ဂိမ်းဆော့မိတယ်တချို့လူငယ်တွေတော့တချို့လူငယ်တွေဖះချောင်းကိုလိုင်းမှာတကူးတကအနောက်ဆုံးမှာထိုင်းမှာဂိမ်းပုတ်နေကြတာဟိုရောဟိုဂိမ်းပုတ်နေကြတာကျွန်တော်ပြောမယ်ဖះချောင်းမှာလိုင်းမှာဂိမ်းပုတ်နေတဲ့လူငယ်တွေတင်ကျင်ချင်းအမင်္ဂလာပဲလာယူနေတာနော်ဖះလာရှိခိုးတာကောင်းကြီးမရပဲနဲ့အပြစ်ပဲဖြစ်နေမယ်ဘယ်လိုဘယ်လိုမျိုးအနေထားမှာအပြစ်ဖြစ်လဲဆိုတော့ဖုန်းကင်လာပြီးတော့မှဖះချောင်းမှာဟိုအနောက်မှာထိုင်းမှာဂိမ်းပစ်နေတာ ဒါဖယားသခင်ကိုမထီမဲ့မင်ပြုတာပဲဆရာဆရာမတွေတခြားလူတွေမတိဘူးမတွေ့ဘူးဆိုပြီးမှမပျော်နေနဲ့နော်ဖယားသခင်တွေ့တယ်ဖယားသခင်သိတယ်ဒါကြောင့်ဟိုပါလေဝုတ်ပြုတ်နေတဲ့ချိန်မှာဝုတ်ပြုတ်ဝုတ်ပြုတ်တာကျန်းစာဖတ်တာဟိုတချင်းဆိုတာအဲ့ဒါအပြစ်မပြောဘူးနော်အဓိကဆိုလိုချင်တာကဝုတ်ပြုတ်တဲ့ချိန်မှာဖုန်းကင်ပြီးတော့မှဂိမ်းဆော့နေတာတို့ဆိုရှယ်မီဒီယာချက်တင်ထိုင်နေတာတို့နေကောင်းလားပါလုံနေတယ်နော် လူအရုပ်ကိုပြုတ်နေပြီဒီမှာနေကောင်းလားဘာလုံနေတယ်လုံနေတာတို့เนาะပြီးလို့ချင်းဟိုတည်င်းဖက်လိုက်ဒီတည်င်းဖက်လိုက်ပြီးလို့ချင်းဖုန်းဆက်လာလို့ချင်းခေါင်းငုံမှာခွချ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 တိုးတိုးလေးပြောနေသေးတယ်ဖះเจ้าထဲမှာဖះเจ้าထဲမှာတချို့ကတိုးတိုးလေးတော့မဟုတ်အတန်ပြင်းနဲ့အကျိန်းနဲ့ဖုန်းဆက်နေတာဟယ်လိုငါဖះရှိခိုးနေတာလေဆိုပြောညီကိုမောင်မတော်ဒါအပြစ်ဖြစ်တယ်เนาะကျွန်တော်ပြောမယ်နားလေလားမသိဘူးမသိဘူးဆိုရင်တင်အပြစ်တွေပဲဖြစ်နေလိမ့်မယ် ဒါကြောင့်ချစ်တော်ညီကိုမောင်မားတို့ငုတ်ပြုတ်ချိန်မှလေးနန်နာရီအတော်အတွင်းမှာဖုန်းကိုပိတ်ထားပါလို့ကျွန်တော်တို့အကြံပေးချင်တယ်ဖုန်းဖွင့်ထားလို့အပြစ်ဖြစ်တယ်လို့ကျွန်တော်မပြောဘူးเนาะတကယ်လို့ဖုန်းကမကင်မရဆိုရင်လေကျွန်တော်အကြံပေးမယ်ဒီပါလေဖုန်းထဲမှာလေလေရင်ပြန်ပုံစံရှိတယ်မလားအဲ့ဒီလေရင်ပြန်ပုံစံလေးကိုနှိပ်ထားပါအဲ့ဒါ airplane mode လို့ခေါ်တယ်เนาะ airplane mode ကိုနှိပ်ထားလိုက်ပါအဲ့လိုနှိပ်ထားမယ်ဆိုရင်သူများလဲဖုန်းဆက်ဝင်လာလို့မရတော့တင်လဲဖုန်းဆက်ထွက်သွားလို့မရတော့ အတန်ပိတ်ထားအင်တာနက်ပိတ်ထားနော်ဖုန်းကို airplane mode လေရင်ပြန်ကိုနှိပ်ထားအဲ့ဒါဆိုလို့ရှိရင်တီးတန့်ကျန်းစာဖတ်မယ်တချင်းဆိုမယ်အဲ့လိုလုပ်မယ်ဆိုရင်တော့ပြဿနာမရှိဘူးအပြစ်လည်းမရှိဘူးအဲ့ဒီလိုလဲလုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီလိုလုပ်နေလို့ရတဲ့ ठी ပိုင်အောင်စုံစမ်းနောက်ဆက်ချင်းရှိသေးတယ်ဖုန်းကင်ထားတဲ့သူအတွက်ဘာလို့လဲဆိုတော့ကိုယ်တိုင်တော့ဖွင့်လို့ရတယ်လေဖုန်းအင်တာနက်ကိုကိုယ်တိုင်တွားရောမှဂိမ်းဆော့လို့ရတယ်လေကိုယ်တိုင်တွားမှချက်တင်လုပ်လို့ရတယ်ကိုယ်တိုင်တွားမှဖုန်းဆက်လို့ရတယ်ဖုန်းကင်လို့ရသေးတယ်လေ ဒါကြောင့်စုံစမ်းနောက်ဆက်ချင်းကိုဝင်ရလွယ်တဲ့အတွက်ကြောင့်เนาะဝူပြူတဲ့နန်နာရီလေးအချိန်မှာတော့ဖုန်းကိုခဏပိတ်ထားဖို့ကျွန်တော်အကြံပေးခြင်း ਨੇ တချို့အသင်းတော်တွေမှာတော့ဟိုဖုန်းနဲ့ပဲတချင်းဆိုတာအကျင့်ပါရွားတယ်ဖုန်းနဲ့ပဲကျန်းစာဖတ်တာအကျင့်ပါရွားတာဒါပြဿနာမရှိဘူးเนาะအပြစ်လည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်အဓိကဒီကနေ့ခွန်အားပေးချင်တာကတော့ဘိမန်တော်ကိုရောက်သွားတဲ့ခါမှာဖျားရှိခိုးတဲ့ခါမှာဖျားเจ้าမှာတဖက်မှာဝူပြူမှာတဖက်မှာဂိမ်းဆော့နေတာတို့ချက်တင်ထိုင်နေတာတို့ဗီဒီယိုထိုင်ကြည့်နေတာတို့เนาะ ဲ့လိုမျိုးမလုပ်ပါနဲ့ဒါအပြစ်ရှိပါတယ်။ဒါကြောင့်ဗိမာန်တော်ကိုတန့်ရှင်းစေပါဖြစ်နိုင်ရင်ဖုန်းကိုခဏပိတ်ထားပါမယူသွားမရဆိုရင်တော့မှအတန်ပိတ်ပါ airplane mode ကိုဖွင့်ပါပြီးလို့ရှိရင်လုံးဝလုံးဝ internet တွေပိတ်ပြီးတော့မှကျန်းစာဖတ်ချင်ဖတ်တချင်းဆိုချင်းဆိုပေါ့ဒါပေမဲ့ကျွန်တော်အကြံပေးချင်တာတော့ဖြစ်နိုင်လေပိတ်ထားတာကောင်းတယ်ပိတ်ထားတာကောင်းတယ်ဟုတ်တယ်နော်ဒါမှတကယ်စိတ်နံဝိညာဉ်နဲ့တစ္ဆာနဲ့ကိုးကွယ်လို့ရမယ် ဖယားသခင်ကိုယူသေးပါဦးပြုတ်သွားတဲ့ခါမှာအသင်းတော်ကိုနာခံပါအသင်းတော်ကကြီးညာတယ်လေဖုန်းတွေပိတ်ထားပါဆိုရင်ပိတ်ထားပါပြီးတော့မှအမှုတော်ဆောင်ကိုလေးစားဖို့လိုတယ်အမှုတော်ဆောင်ရှိမှတရားဟောနေတယ်ကိုကခေါင်းကောင်းမှဂိမ်းချနေတယ်ဆိုရင်ဒါချိန်ချင်းအမင်္ဂလာပဲရမယ်လူငယ်တွေလူငယ်တွေတတိထားနော်အမှုတော်ဆောင်တွေကိုယ်တိုင်ကလည်းပုံသက်တည်ရှိဖို့လိုတယ်နော်တချို့ကအမှုတော်ဆောင်ပလင်ပေါ်မှာထိုင်နေတယ်ဖုန်းကြီးပဲကင်ပွတ်နေတယ်အောက်ကလူတွေကြည့်မယ်ဆိုရင်ကျန်းစာဖတ်နေတယ်လို့ပေါ့တချို့အမှုတော်ဆောင်တွေကကျန်းစာကြည့်နေတာမဟုတ်ဘူးတည်င်းတွေကြည့်နေတယ်အိုးဘာတွေလုံနေရလဲ တချို့အမှုတော်ဆောင်တွေကချက်တင်ထိုင်နေတယ်။ပလင်ပေါ်မှာဖုံးပြောတဲ့သူကရှိသေးတယ်။ဖယားသခင်စီရင်လိုက်မယ်နော်။အမှုတော်ဆောင်တွေကိုယ်တိုင်တတိထားနော်။တတိထားပုံသက်တွေရှိစေပါပုံသက်တွေရှိစေပါ။သူတပါးထီမီလဲကြစရာမဖြစ်ပါစေနဲ့။ကိုယ့်ရဲ့ဖုံးတန်ကြောင့်အနောက်ရှက်မဖြစ်ပါစေနဲ့။တချိန်လုံးကဗိမာန်တော်မှာတိုးနွားတန်တွေရှိလို့တခင်ယေရှုခရစ်တော်ကမုံထုတ်ခဲ့ပြီနော်။ဒီကနေ့ဗိမာန်တော်အသင်းတော်မှာဖခင်เจ้าမှာဖုံးတန်တွေထွက်နေတဲ့အခါမှာဖခင်သခင်တင့်ကိုမောင်းထုတ်လိုက်မယ်။တတိထာနော် တန်ရှင်းတော့ဝိညာဉ်တော်အလင်းပေးပါစေဒါကြောင့်ဖုန်းကိုမတုံးနဲ့မဆိုလိုဘူးသူ့နေရာနဲ့သူစီကန်းရှိရှိတုံးပါ ဖြစ်နိုင်ရင်တော့ဖုန်းကိုဝူပြူတဲ့အချိန်နနာကြီးအတွင်းမှာခဏပိတ်ထားပါလို့ခွန်အားပေးခြင်းနဲ့ဗိမ္မာန်တော်ကိုတန်ရှင်းစေပါဒါမှကြိမ်ချင်းအမင်္ဂလာနဲ့လွတ်မြောက်ပြီးမှတင်ကောင်းကြီးရမယ်လို့ခွန်အားပေးနေနှိကုံချုပ်ပါတယ်အတူကဆုတောင်းရအောင်ယေရှုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနေ့မှာလဲဝူပြူတဲ့အချိန်မှာဗိမ္မာန်တော်ကိုတန်ရှင်းစေဖို့ကျွန်တော်တို့ဖုန်းကင်တဲ့သူတွေအထူးဂရုစိုက်ဖို့ရန် တန်ရှင်တော်ဝိညာဉ်တော်ဒီဒီကနေ့နှုတ်ပတ်တော်အားဖြင့်ကျွန်တော်တို့ကိုတုံတင်ခွန်အားပေးသွားတယ်ယေရှုတင်နေလက်တွေ့အသက်တာမှာဝူပြုတ်ချိန်တိုင်းမှာတကယ်ပဲကျွန်တော်တို့ဖရာသခင်ကိုမပစ်မမိအောင်ဗိမာန်တော်ကိုတန်ရှင်းစေအောင်ကိုကိုကိုလည်းတန်ရှင်းစေအောင်ဖုံးသုံးခေရင်တော်မှာစီကန်းတကြတုံးတက်ဖို့ရန်နာဝိညာဉ်နဲ့တစ္ဆာနဲ့၎င်းဝူပြုတ်ကိုကိုယ်နိုင်ဖို့ရန်ကိုတော်မဆာကောင်းချီးပေးပါမိကြောင်းယေရှုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာကေသင်ပန်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖရာအာမင် တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့